မိုးရွာသွန်းမှုကြောင့်တောင်ကြီးကြီးပြီးဘော်တွင်ချောင်းရေရှမ်းကနမ်မတူဘော်တွင်တတ်တူတွင်နေမြေအတွင်းကသမိုင်းဝင်ရထားလမ်းပိုင်းရဲ့နေရာတချို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်ရှမ်းပြည်နယ်မြောက်ပိုင်းနမ်မတူဘော်တွင်တတ်ထူတူဖို့ရင်နေမြေမှာဒီရပိုင်းအတွင်းမိုးတဲထန့်စွာကြာတွန်းခဲ့တာပါဒါကြောင့်တောင်ကြီးကြီးလာပြီးဘော်ရင်ချောင်းရေရှမ်းလာလို့ ဘောလင်းကြားစကန်တွားတဲ့လမ်းနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်နှစ်ပေါင်း100ကျော်တက်တန်းရှိပြီးနေမြေခံတွေကတမိုင်းအမွေနှစ်အဖြစ်တံပိုးတက်မှတ်ထားတဲ့နမ်တူဘော်ရင်းရထားလမ်းမိုင်းကနေရာတချို့လဲရေတိုက်စားပြီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေက DPP ကိုပြောပါတယ်။နမ်တူဘော်ရင်းရထားတန်လန်းတော့ပြက်သွားတာပေါ့နော်။ခရုပလန်းကလည်းကုမ္ပဏီကပြက်ထားတာအဲဒီတိုင်းပဲတစ်နှစ်ကျော်လောက်တော့ကြာနေပြီ။ရေထိုးတော့ပျော်တာပေါ့အဲ့ရတယ်ကော။ ။အမိုင်းငွေပေါ့။ရထားလန်းတော့ကြာပြီသူကတော့ဖောက်ထားတာ1914ခုနှစ်တည်းကဖောက်ထားတာဆိုတော့နှစ်တရာကျော်ပါပြီ။နမ်တူဘော်တွင်တတ်ထုတူဖော့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုဝင်းမြို့မှုကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားတာပါ။အဲ့ဒီကုမ္ပဏီဟာတခြားကုမ္ပဏီတစ်ခုကိုရှယ်ယာထက်ခေါ်ပြီးအကြီးစားတတ်ထုထုတ်လုပ်ရေးလုပ်ခဲ့ရင်စွန့်ပစ်မြေစာတွေကိုစနစ်တကျမစွန့်ပစ်တာကြောင့်ဂျာစကန်ကြီးရွာက ပြည်သူတွေတောက်သုံးရည်ဖြစ်အုံပြုနေတဲ့တဘာဝရည်အရေးမြစ်တွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။ နမ်တူမျိုးနဲ့ပေါ်ရင်တက်ထုတူဖို့ရင်းနေမီကို KIA ကချင်တက်နဲ့ TNN တအန်းတက်တို့ကတိမ့်ပိုက်ခဲ့တဲ့2023နှစ်ကုန်ပိုင်းမှာတော့ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တာပါလက်ရှိပျက်စီးမှုတွေကိုတက်ဆိုင်ရာတွေကပြန်လည်ပြုပြင်ထိန်းသိမ်းပေးစီခြင်းတယ်လို့ဒေတာကန်တွေကဆိုပါတယ် နံတူပါသွားပြီးတည်းကထုတ်လုပ်မှုကရက်တော့တာပဲ။လမ်းနေခီးဘက်တွေပြစ်ထားတာ2024 2025ဆိုတော့နှစ်နှစ်ရှိပြီခင်ဗျ။ထုတ်လုပ်မှုတွေရှိနေတော့ပြန်ပြင်ပေးပေမယ်။ထုတ်လုပ်မှုရှိတော့ပြင်ပေးတော့။အဲ့တော့ဖြစ်နိုင်ရင်တော့ကုမ္ပဏီနေနဲ့အခုပြည့်စည်တော့တာတွေကိုကျွန်တော်ပြန်ပြင်ပေးစီချင်တာပေါ့။လက်ရှိနံတူမျိုးနဲ့ဗော်ရင်တက်ထုတွင်နေမျိုးကို KIA ကချင်တက်နဲ့တရားနာနေတအန်းတက်တို့ကထိန်းချုပ်ထားပါလေ။ဗော်ရင်နဲ့ဂျာစကန်လမ်းပြက်စီးမှုကိုဒေတာကန်ပြည်သူတွေကကိုတူကိုရပြုပြင်နေရပါလေ။ကျွန်တော်ခွန်စော်ဦးပါ။